မင်္ဂလာပါခင်ဗျာအော်တိုဘားလာ28ရက်နေ့အတွက်ရွှေရံကုန်းရဲ့လှုပ်လှုပ်ရှားရှားရံကုန်သတင်းများအစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တွန်ဒေးရွှေစံတော်စေရတော်မြတ်ကြီးမှာမတိုးတင်ကန်းရဲလုပ်ပူဇော်ပြိုင်ပွဲကျင်းပမယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးတွန်ဒေးမြို့ကျက်တီဆောင်ရှေးဟောင်းသမိုင်းဝင်ရွှေစံတော်စေရတော်မြတ်ကြီးအတွင်းမှာရှေ့အစဉ်လာမပြတ်နှစ်စဉ်ကျင်းပပြင်းဖြစ်တဲ့မတိုးတင်ကန်းရဲလုပ်ပူဇော်ပွဲနဲ့နှစ်ကျိတ်ရှိစုဗုဒ္ဓရုပ်ပွားတော်များမြို့တွင်းသို့လှည့်လည်ပူဇော်ခံပွဲကိုတော့တစောင်းမုံလာသန်း14ရက်နေ့နဲ့လပြည့်နေ့ဒီမှာစီကားတိုင်းပြည်စွာကျင်းပမှာဖြစ်ကြောင်းသိရပါတယ် မြို့နယ်အတွင်းမှာရှိတဲ့ရှမ်းကြီးစုညောင်တကားငခုံးမဆန်းရွှေဆန်တော်ကျုံကြီးစတဲ့ရှမ်းလာပြိုပြူများအမျိုးသမီးများကရက်ကန်းစဉ်ခုနှစ်ဆင်ဖြစ်ပါဝင်ရက်လုပ်ပူဇော်မှာဖြစ်ပြီးတစောင်းမုံလာပြင်းနေ့မုံလဲနှစ်နာရီအချိန်မှာမြို့ရင်းတို့နှစ်ကျိတ်ဆစ်စုကုံသောဗုဒ္ဓရုပ်ပွားတော်များရက်ွက်များအတွင်လှည့်လည်အပူဇော်ခံမှာဖြစ်ကြောင်းသိရပါတယ်ခင်ဗျာဒီသတင်းကိုတော့မြို့လှိုင်ကပေးပို့ထားတာဖြစ်ပါတယ်ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့တန်လျင်မြို့ခေမာယာမသီလရှင်စာသင်တိုင်းတို့ပညာရေးပရိသတ်ပင်လူငွေများစက်ကက်လူဒန်းဆိုတဲ့သတင်းပဲဖြစ်ပါတယ် တန်လင်းခရိုင်တန်လင်းမြို့အောင်ထန်းသာရပ်ကွက်မှာရှိတဲ့ခေမာယာမသီလရှင်စာသင်တိုင်းမှာသီလရှင်ပညာရေးကျောင်းသို့ပညာရေးပရိသေပင်အတွက်လူငွေပေးရလူရမ်းပွဲကိုအော်တိုဘားလ29ရက်နေ့နံနက်ပိုင်းကအဆိုပါကျောင်းမှာကျင်းပပြုလုပ်ကြောင်းသိရပါတယ်။လူရမ်းပွဲမှာတော့အလှရှင်မိသားစုကလူတန်းရတဲ့ရွေးချယ်အားရှင်းလင်းလျှောက်ထားပြီးအရှိပိုင်းပါရမီရှင်များကပညာရေးပရိသေပင်အလှငွေ10သိန်းချက်ကိုကျောင်းတိုင်းဗဒနာနာယကဆရာကြီးဒေါက်တာဆန္ဒထံပေးရလူရမ်းပြီးနောက်နာယကဆရာကြီးမှ ဂုံပြုတ်မှတ်တမ်းလာများပြန်လည်ပေးအကြောင်းသိရပါတယ်ဒီသတင်းကိုတော့ဖြိုးတီဟာကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့2025ခုနှစ်တေးတံမြန်မာတရုတ်သချင်းစုပြိုင်ပွဲစုချင်းမြေပေါ်အခမ်းအနားကျင်းပဆိုတဲ့သတင်းပဲဖြစ်ပါတယ်2025ခုနှစ်တေးတံမြန်မာတရုတ်သချင်းစုပြိုင်ပွဲစုချင်းမြပွဲအခမ်းအနားကိုအောက်တိုဘာလ26ရက်နေ့မိုးလယ်2:30မိနစ်30ကရန်ကုန်မြို့မြို့သားဆိုင်ရုံမှာကျင်းပရာမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံယာယီတာဝန်ခံမြန်မာနိုင်ငံပြည်ညာရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်ဒေါက်တာအောင်ကျော်နဲ့ မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ကုန်တက္ကသိုလ်တကုံတက္ကသိုလ်အမှုပညာနဲ့ရင်ကျေးမှုတက္ကသိုလ်အခြေခံပညာကျောင်းနဲ့တရုတ်စာသင်ကျောင်းပုဂ္ဂလိကကျောင်းတွေကတာဝန်ရှိသူတွေဖိတ်ကြားထားတဲ့ဧည့်သည်တွေတက်ရောက်ကြောင်းသိရပါတယ်။တချို့ဆိုပြိုင်ပွဲကိုရန်ကုန်မန္တလေးတောင်ကြီးပဲခူးစားတဲ့ဒေသတွေမှာပြိုင်ပွဲဝင်ဥယျာဉ်တထောင်ကျော်နဲ့ပါဝင်ရှင်ပြိုင်ခဲ့တယ်လို့သိရပါတယ်။2025ခုနှစ်တေးတံမြန်မာတရုတ်သချင်းဆိုပြိုင်ပွဲဆုချင်းမြပွဲအခမ်းအနားမှာတူးချင်းတည်ဆူမှုကလေးအစုအဖွဲ့ တူးချင်းတည်ဆုံမှုလူငယ်အစုအဖွဲ့တူးချင်းဖျော်ဖြေမှုလူကြီးအစုအဖွဲ့အဖွဲ့လိုက်ဖျော်ဖြေမှုလူငယ်အစုအဖွဲ့အဖွဲ့လိုက်ဖျော်ဖြေမှုလူကြီးအစုအဖွဲ့များအတွက်ပထမဆုံးဒုတိယဆုံးနဲ့တတိယဆုံးတွေကိုချင်းမြကြောင်းသိရပါတယ်အခမ်းအနားမှာရိုးရာဇက်သပင်ပကြီးပြပွဲကိုလည်းတပြိုင်နက်စီစဉ်ပြသခဲ့ပြီးကွမ်ရှိနုပညာကောလိပ်မြန်မာနိုင်ငံရိုးရာပန်းပညာရှင်များအစည်းအရုံးမြန်မာနိုင်ငံအမျိုးသားနုပညာအထက်တန်းကျောင်းက ပကြီးပညာရှင်တွေရဲ့လက်ရာတွေနဲ့မြန်မာတရုတ်နှစ်နိုင်ငံရှေ့အောင်အမွေနှစ်ဇက်တပင်ရင်ကျေးမှုကိုအသက်ဝင်အောင်ပြသခဲ့ကြောင်းသိရပါတယ်ခင်ဗျာဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ကြောက်တမ်းမြို့နယ်တတားမြို့၌အကျိုးအခြေခံမိသက်ပညာသင်တန်းဖွင့်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးတတားမြို့နယ်မှာအကျိုးအခြေခံမိသက်ပညာသင်တန်း၄မြင်းဆောင်၂၀၂၅ကို ဝိဇာဓမ္မသာသနာပိတ်မှန်မှာအော်တိုဘလ29ရက်နေ့နနက်၈နာရီကဖွင့်လှစ်ခဲ့ရာမြို့နယ်အုပ်ချုပ်ရေးမှူးဦးရောင်မှူးထက်ကအဖွဲ့မှစကားပြောကြားပြီးမြို့နယ်မိသက်ဦးစီးမှုဦးအောင်ကျော်ဝင်းကတန်တန်းဖွင့်ရခြင်းရည်ရွယ်ချက်ကိုပြောကြားကြောင်းသိရပါတယ်။တန်တန်းသူတန်တန်းသားတန်တန်းသူ39ဦးတက်ရောက်ပြီးတန်တန်းကာလမှာအော်တိုဘလ29ရက်နေ့မှနိုဝင်ဘာလ9ရက်နေ့ထိဖွင့်လှစ်မှာဖြစ်ကြောင်းသိရပါတယ်ခင်ဗျာ။ဒီသတင်းကိုတော့လှိုင်းသူစာကပေးပို့ထားပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့တန်လင်းမြို့နယ်အောင်မြင်အင်အားလယ်တန်းကျောင်းမှာကျန်းမာရေးစောင့်ရှောက်မှုပေးဆိုတဲ့သတင်းပဲဖြစ်ပါတယ် တလင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများမိခင်နဲ့ကလေးစောက်ရှောက်ရေးအဖွဲ့များဆရာဆရာမများပူးပေါင်း၍တောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းနဲ့ကျန်းမာရေးစောက်ရှောက်မှုပေးခြင်းကိုအော်တိုဘာလ29ရက်နေ့နန်းနက်စင်တာကအောင်ချမ်းသာရပ်ကွက်ရှိအောင်မြင်အင်အားအခြေခံပညာအလန်းန်းကျောင်းမှသွေးလွန်တုတ်ကွေးယောဂါငှက်ဖျားယောဂါဝမ်းပြဝမ်းလျှော်ယောဂါတို့နှင့်ပတ်သက်တဲ့အသိပညာပေးဟောပြောကြပြီးကျောင်းသားကျောင်းသူများအားကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ပေးကြောင်းသိရပါပါတယ်ခင်ဗျာ